မင်္ဂလာပါကောင်းကြီးမင်္ဂလာရှိသောနေ့တည်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါရဖျားထံတော်မှာခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခံစားရပါမည်အကြောင်းလဲဆုတောင်းပေးပါတယ်ဒီမနက်မှာကျေးဇူးတော်အပြင်ကျွန်တော်နဲ့အတူနှုတ်ခွန်းဘတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်ဇာလံကျမ်းအခန်းကြီး7အပိုင်ငယ်၄ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်လူပြုတ်တတ်သောအမှုများမှာဖြည့်စည်တတ်သောသူဤလမ်းတို့ကိုနှုတ်ခွန်းဘတ်တော်အပြင်အကျွန်ုပ်ရှောင်ပါပြီး ဒီနေရာမှာတော့ဇာလန်ဆရာကြီးကဘုရားသခင်ရဲ့ရှေ့တော်မှာသူအာမခံပြောကြားနေတဲ့အရာတွေတွေ့ရပါတယ်။သူရဲ့စိတ်နှလုံးကိုလည်းစစ်ဆေးလို့ရပါတယ်တဲ့။ကျွန်တော်ပြောတဲ့စကားနဲ့ကျွန်တော်ရဲ့အကြံစီက တထက်သေးပါပဲတဲ့။ဖြောင်းမတ်တဲ့လမ်းကို သူလျှောက်ပါတယ်တဲ့။လမ်းခီးတော်ကိုလိုက်သွားတဲ့အခါမှာမချော်လဲစေဖို့ရန်ထောက်မှာပါတဲ့။နှုတ်ကပတ်တော်အပြင်လဲဖြက်စီးတတ်သောသူတွေရဲ့လမ်းကိုရှောင်နေလို့ သူအဲ့လိုမျိုးဖော်ပြထားတာတွေတွေ့ရပါတယ်ဒီလိုသူ့ရဲ့အသက်တာကို သူအာမခံပြီးတော့မှသူ့ရဲ့ဆုတောင်းခြင်းကိုလည်းနားထောင်ပါဆိုပြီးတော့မှလည်းသူဆုတောင်းထားတာတွေ့ရပါတယ်ဒီနေရာမှာကျွန်တော်ခွန်အားယူမိတာကတော့ဘုရားခင်ရဲ့စကားတော်ကိုနားခံခြင်းက ကျွန်တော်တို့အတွက်ဘလောက်တောင်အရေးပါတယ်လဲအရေးကြီးတယ်လဲဆိုတာကိုသိဖို့လိုပါတယ်ဟေစကိမင်းကြီးကတေနာဆွဲတယ်ဆိုတာကိုတမန်ကျမ်းစာမှာဖော်ပြတော့ ူ့ရဲ့အနာရောဂါကသူ့ကိုတေးစေမယ်ဆိုပြီးတော့မှပရောဖက်ဟေရှာယအားဖြင့် လာပြောပါတယ်အဲ့လိုလာပြောတဲ့အခါမှာ ဟေစကိမင်းကြီးကချက်ချင်းပဲနိုင်ရန်ဘက်ကိုလှည့်ပြီးတော့ဘုရားသခင်ကျွန်တော်ပြုခဲ့တဲ့အမှုတွေကိုအောက်မေ့တရိယာပါဆိုပြီးတော့မှ သူ့ရဲ့စိတ်နှလုံးနဲ့သူအကျွမ်းမဲ့ဆုတောင်းတဲ့အခါမှာဘုရားသခင်ကဟေရှာယအားဖြင့်နန်းတော်အတွင်းတစ်တိုင်းမှာပဲရှိစဉ်မှာ ချက်ချင်းအပြေပေးတယ်ဆိုတာကိုတွေ့ရပါတယ် သေးနာဆွဲပြီးတော့မှတေးရမဲ့သူကမတီတော့ပဲနဲ့နောက်ထပ်ဆက်ပြီးတော့မှအသက်ရှင်ဖို့ရန်ဘုရားသခင်ကခွင့်ပြုပါတယ်။အဲ့ဒါနဲ့ဟေစကိမင်းကြီးကအသက်15နှစ်ပြန်ရှင်ပါတယ်။ပြန်ရှင်ဖို့တတ်တည်အနေနဲ့နေကိုအနောက်ကိုဆယ်ချက်ပြန်ဆုပ်ပြတယ်ဆိုတာကိုလည်းတွေ့ရပါတယ်။ဒါတွေကတမန်ကျမ်းစာထဲမှာတကယ်ကိုထူးဆန်းတဲ့အမှုကိစ္စတွေပဲဖြစ်ပါတယ်။ဒီလိုထူးဆန်းတဲ့အမှုတွေက ဘသူတွေမှာဖြစ်တယ်လဲဆိုရင်ဘုရားသခင်နဲ့တွားလာတဲ့သူတွေရဲ့အသက်တာမှာဖြစ်ပါတယ်ဘုရားသခင်နဲ့တွားလာတဲ့ဆိုတာကကိုယ့်ရဲ့အသက်တာကိုနှုတ်ကပတ်တော်နဲ့အမြဲတမ်းတတိပြုဆင်ခြင်ပြီးအသက်ရှင်တဲ့သူတွေရဲ့အသက်တာကိုဆိုလိုတာဖြစ်ပါတယ်ဒီလိုနှုတ်ကပတ်တော်နဲ့တွားလာတဲ့သူတွေရဲ့အသက်တာဘုရားရဲ့စကားကိုအမြဲတမ်းနှလုံးသွင်းပြီးအသက်ရှင်နေတဲ့သူတွေရဲ့အသက်တာဘက်မှာဘုရားသခင်က နေတယ်သူတို့ဒုက္ခရောက်တဲ့အခါ ဘုရားသခင်ကတူရှိပေးတယ်လိုအပ်တဲ့အခါမာစာကူညီတယ်ဘုရားသခင်ကသူတို့နဲ့အတူရှိကြောင်းတတ်သိထူတယ်ဆိုတာကို သိရှိနားလည်ရပါတယ်ချစ်တော်မိဘကြီးကိုမောင်တို့မှာတို့နေ့စဉ်အသက်တာမှာကျွန်တော်တို့ရဲ့အသက်ရှင်မှုမှာနှုတ်ကပတ်တော်နဲ့အညီဖြစ်ခြင်းကအကောင်းဆုံးယဉ်ဤမြုံနံမှုဖြစ်ပါတယ်စီးပွားရေးလောကသမားတွေမှာအကောင်းဆုံးယဉ်ဤမြုံနံမှုဟာငွေရေးချေရေးမဟုတ်ပါဘူးယူတာဖြောင်းမှန်းမှုဖြစ်ပါတယ် ကိုချင်းတရားဆိုတာက ကျွန်တော်ရဲ့နေ့စဉ်အသက်ရှင်မှုအတွက်အကောင်းဆုံးယဉ်နီးမြုံနံမှုဖြစ်တယ်ဆိုတာကို လောကသားတွေလည်းသိပါတယ်။ရိုးသားတယ်၊သစ္စာရှိတယ်ဆိုလို့ရှိရင်ဘယ်သူမှကိုယ့်ကိုတန်ဖိုးမဲ့မဖြစ်စေပါဘူး။ရိုးသားတဲ့သူသစ္စာရှိတဲ့သူကိုတန်ဖိုးထားပြီးတော့ချီးမြှောက်တတ်တာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့အရင်တုန်းကဆိုရင် အလုတ်တွေခန့်တဲ့အခါမှာရိုးသားတဲ့သူတွေကိုရှာဖွေခန့်အပ်ကြပါတယ်။ ကရင်လူမျိုးတွေကယိုးသားတယ်ဆိုပြီးတော့မှကရင်လူမျိုးတွေကိုအိမ်မှာ အလုတ်ပေးတက်ကြတာလဲကျွန်တော်တို့ကြားဘူးပါတယ်။ဒါကြောင့်မလို့တိုင်းရင်းသားတွေရဲ့ယိုးသားမှုကို လူတိုင်းကနှစ်သက်ပြီးတော့မှသူတို့ရဲ့ယိုးသားမှု အပေါ်မှာချီးကျူးကြတာကိုလည်းကျွန်တော်တို့တွေ့ရပါလိမ့်မယ်။ဒါကြောင့်မလို့ယိုးသားဖြောင်းမတ်တယ်ဆိုတဲ့ကိုကျင့်တရားလေးတစ်ခုကပင်လေကိုယ့်ရဲ့ဘဝရဲ့အနာဂတ်ကို ကောင်းမွန်စေတာအမှန်ပဲဖြစ်ပါတယ်ချစ်တော်မိဘညီကိုမောင်နှမတို့ကျွန်တော်တို့ဘဝမှာ ရွှေငွေဥစ္စာမရှိရင်တောင်မှ ကိုကျင့်တရားလေးတော့ရှိဖို့လိုပါတယ်ကောင်းမွန်တဲ့အကျင့်ကောင်းမွန်တဲ့ပြုမှုနေထိုင်မှုစိတ်နေသဘောထားတွေရှိနေမယ်ဆိုရင် ကျွန်တော်ရဲ့ဘဝအနာဂတ်ကပိုမိုကောင်းမွန်လာဖို့ရှိပါလိမ့်မယ်ဘုရားသခင်ကလည်းအဲ့ဒီလူပတ်မှာနေပြီးတော့ကြီးမြောက်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ယောသားဖြောင်းမတ်ဖို့လိုပါတယ် မှန်သောစကားကိုပြောဖို့လိုပါတယ်။တစ္ဆာရှိဖို့လိုပါတယ်။တနာထက်တဲ့သဘောလည်းရှိဖို့လိုပါတယ်။သူတို့ဘာကိုကူညီမဆတတ်တဲ့သဘောတွေရှိဖို့လိုပါတယ်။ဖြူစင်တန့်ရှင်းတဲ့အသက်ရှင်မှုလည်းလိုပါတယ်။ဒါတွေကကျွန်တော်ရဲ့အသက်တာအတွက်အနာဂတ်ကိုလှပစီမဲ့ယင်းနှိမ့်နှံမှုတွေဖြစ်လာမှာဖြစ်ပါတယ်။ဘုရားရှင်ကောင်းချီးပေးပါစေ။ဆုတောင်းကြပါစို့။ကောင်းမြတ်သောဘုရားကိုရောကိုကျေးဇူးတင်ပါတယ်။ဒီနေ့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်ရဲ့အသက်တာမှာ ဘုရားခင်ရဲ့နှုတ်ခတ်တော်နဲ့အညီကျွန်တော်တို့မတရားသော အမှုတွေကိုရှောင်တက်စေဖို့မဆာပါအကောင်းဆုံးအသက်တာကိုလျှောက်လန်းနိုင်စေဖို့ကိုရောမဆာပါယေရှုတင်နဲ့ကိုရရှင်ဘုရားကျွန်တော်တို့အသက်တာပေါ်မှာဆက်လက်ပြီးမဆာကောင်းကြီးပေးပါမိအကြောင်းတဏိတာကိုဆက်ကအနန္လျက်လက်တော်အပ်တယ်လို့ဒီနေ့နှုတ်ခတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာလဲကိုရောယေရှုပြု၍နှုတ်ခတ်တော်နဲ့အညီအသက်ရှင်နိုင်စေဖို့မဆာပါမိအကြောင်း သခင်ယေရှုခရစ်တော်နာမ၌တဏိတာကိုဆက်ကပ်အနံဆုတောင်းပါ၏အာမင်